လိုက်လုံးဖို့လည်းမပြောစလို့မလုံးဖို့လည်းမပြောပါဘူးပဟုတုဒအနေနဲ့ပေါ့နော်ဒါကတော့ကုတ်ထွက်လာပြီပေါ့နော်ကျွန်တော်တော်တဲ့ဟာတွေကိုကြော်ပြလိုက်တယ်ကြည်ရှည်သွားမှဆိုလို့အဲဒါကတော့ကုတ်ထွက်လာပြီပေါ့နော်အဲဒီဟာကုတ်ထွက်လာပြီလက်မှုနဲ့ချိန်ဖို့ပဲကြံတော့ပေါ့နော်ကုတ်ကထွက်လာပြီအဲကျွန်တော်ဒါကတော့ကုတ်ထွက်လာပြီဆိုကျွန်တော်ခဲပြန်ဖြုတ်လိုက်ပြီပေါ့နော်အဲဒီမှာအစင်လည်းပြေသွားပြီပေါ့နော်ဒီကောင်ဆိုရင် အခုကဒါခဲပြန်ဖြုတ်ပြီးပြီနော်အဲခဲဖြုတ်တယ်ဆိုရင်လည်းတည်တည်ချာချာလေးဖြုတ်ရပါဘောနော်ဘေးမှာသူ့နဲ့အနီးဆက်တုံးမှာခဲလေးတွေရှိရပါဘောနော်အဲခဲပက်လန်းလေးရှိအဲ့ဒါလေးတွေကိုလည်းမထိခိုက်အောင်ဘောနော်ချော့အဓိကတော့ချော့မကြအောင်ဘောနော်အဲချော့ကတော်တော်ကြောက်ဖို့ကောင်းတယ်ဗျအဲကြောင့်ကျွန်တော်ဒီလမှုလေးနဲ့အဲလမှုကလည်းဒီမှာရောက်လာပြီဘောနော်ဒီမှာလမှုကလည်းအဆင်ပြေသွားပြီဘောနော်ဒီမှာဒီလမှုလေးနဲ့ကျွန်တော်ကုတ်ကိုပြန်ရိုက်လိုက်တာပေါ့နော်အဲဒီကုတ်ထုတ်ပြီးတော့ပြန်ပွားလိုက်တာပေါ့နော် အဲအစင်ပြေသွားရောနော်စမကီးစီးတဲ့ညီကိုလည်းဗာပြောချင်တာလဲဆိုတော့အဲတကယ်လို့ကုတ်တွေပါတယ်ဆိုရင်ဗောနော်ဓာတ်ပုံတွေရိုက်ပြီးတော့အိမ်မှာတိမ့်ထားတဲ့နေလို့ကျွန်တော်အကြံပြုလိုပါတယ်အဲ့လို့ဆိုကုတ်ပျောက်သွားပြီဆိုရင်ဒဲထုတ်ခါလည်းတံမိုးကြီးသလိုကျွန်တော်တို့ဒီကုတ်ကုတ်တစ်ခုပြန်ထုတ်ဖို့လည်းကျွန်တော်တို့မှလည်းတော်တော်လေးလေးဟိုပါဖြစ်ပါတယ်အကုန်ညအနေနဲ့ကစမိုင်းအနေနဲ့အကုန်ညငွေရတော့တော်တော်များရယ်ဗောနော်အဲ ဒီ SCV ကောင်းနေဆိုရင်တော့ကိစ္စမရှိဘူးနော်လက်မှုဘိုးရဲ့ဒီထုတ်ခါရပေါ့နော်ဒီရှင်ဆိုနှစ်သိန်းပတ်ချာလဲလောက်တော့သွားမယ်နဲ့တူတယ်ဗျဥပဒေဒါကတော့ကျွန်တော်လာဒီနေ့လာအပ်တဲ့ဒိုင်ွက်တွေပေါ့နော်အဲဟိုကကုတ်ဖတ်နေတော့ကျွန်တော်ကဒီဒိုင်ွက်တွေကြားထဲမှာဒီ SCD မှန်လေးလဲပေးရပါဘောနော်ဒါလေးကအဆင်မပြေတော့လို့အစ်စ်ဝယ်ပြီးတော့လဲပေးလိုက်တာပေါ့နော်အဲဒါဆိုရင်ဒီကောင်ဒီမဲ့ထုတ်တာပြီးလူပြီးခင်ဖြစ်နေပြီပေါ့နော်ကျွန်တော်ဒီမကွေးမျိုးအဝေးရလမ်းပေါ့နော် တောင်းဟိုဘက်မှာဆိုတော့ထားတဲ့လမ်းနဲ့ဒီဘက် ီးတော့ဒါလမ်းကြားထဲမှာပေါ့နော်အဝေရလမ်းဟိုကကြားထဲမှာအဝေရလမ်းမှာယူပေါ်မှာရှိရပေါ့နော်အဲ EFI counseling service ကို မကွေးမျိုးကတငယ်ချင်းတွေရှိတယ်ဆိုရင်လည်းလာရောက်ဖို့လည်းဖိတ်ခေါ်ပါတယ်ဒါကတော့ဒီမှာဆိုရင် smuggy အပြောက်ပေါ့ ncd double နဲ့အဲ efi ဆိုင်ကယ်အမျိုးမျိုးကိုစပစ်ပေးရပေါ့နော်တာဝန်မျိုးတာဝန်ကံမှုအချီအပြေးနဲ့လည်းစပစ်ပေးပါတယ်တကယ်လို့လာရောက်ရှင်နေဆိုရင်လည်းအဲကျွန်တော်တို့လေးလေးနှစ်လျှောက်၅လုံး၆၈ကိုဆက်သွယ်ပြီးတော့လည်းလာခဲ့လို့ရပါတယ်အဝေးရလမ်းမပေါ်မှာပဲရှိပါတယ်ဒါကတော့အဆင်ပြေသွားပြီပေါ့နော်မီးလေးလည်းခုံသွားပြီအဲဒါဆိုရင် oggy လို့လှုပ်ရှင်းအောင်မြင်သွားပြီပေါ့နော်အဲကျွန်တော်ကတော့

မီးရဲ့ထီးတွေ့လေတဲ့ငါလွယ်လို့